ားလုံးပဲမင်္ဂလာပါရှင်။လာမယ့် YouTube Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြန်ချစ်စွာပါရယ်။ကျမတို့ရဲ့ Channel အားလည်းဒီကနေ့မှဆိုရင်တော့စာရေးသူမော်တော်မခွေရှိတာထားတဲ့မော်ဆရာလေးမော်တော်နဲ့ကြိုက်ထီးရိုးသူအသွားဆိုရင်ဇလန်ကတဲ့ဘက်ကိုအားလုံးနောက်ဆက်မှုအတွက်တောင်းလေလို့တင်ဆက်ပေးကြပါရယ်။ပရိသတ်များအားလုံးကလိုက်ပါပြီးတော့နောက်ဆက်လို့အားပေးပါအောင်ရှင်။မဟာမြိုင်တော်လို့ပြောလိုက်တာနဲ့အထက်ဝိဇ္ဇာတို့ကြီးများတရားဓမ္မတွေအားထုတ်ပြီး နောင်ပွင့်မဲ့အရိမေတ္တရမြတ်စွာဘုရားကိုဖူးမြော့ဖို့စောင့်ဆိုင်နေတဲ့နေရာလို့လူအများကသိရှိထားကြတယ်။အဲဒီလို နောင်ပွင့်မဲ့ဘုရားကိုစောင့်ဆိုင်နေကြပြီးလောကထဲမှာလူတွေနဲ့ရောနှောနေတဲ့မိစ္ဆာအပေါင်းကိုရှမ်းလင်းတောက်တင်ဖို့ခိုင်းစင်းနေတဲ့မော်ဝိဆာကြီးတွေကလည်းမတူညီတဲ့ကဘာတစ်ခုမှစုဝေးနေထိုင်ကြပါလိမ့်။အဲဒီနေရာကိုတော့ကောင်းငယ်တမန်တော်မျိုးလို့ခေါ်တွင်ကြသလိုမော်ဝိဆာတိုင်းပြည်လိုလည်း ပေါ်ပညာလောကနဲ့ဆက်ဆက်တဲ့သူတွေသိရှိထားကြတယ်။ဒါပေမဲ့ဒီတိုင်းပြည်ဟာတာမန်လိုအဖို့ရောက်ဖို့မဆွထားပြီးဒီလိုတိုင်းပြည်တစ်ခုရှိနေရကိုတော့ဘယ်သူမှလည်းမသိခဲ့ကြဘူး။မော်ဝိဇာတိုင်းပြည်ကိုတော့မော်ရာဇာကြီးတအုပ်အုပ်ချုပ်နေထိုင်နေ။မော်ရာဇာခေါ်မော်တို့ရဲ့အရှင်သခင်မော်ပညာရှင်တို့ရဲ့ဘုရင်လို့လည်းသိရတယ်။မော်ဝိဇာတိုင်းပြည်မှာလောဘဒေါသမောဟနဲ့ဆင်းရဲခြင်းဒုက္ခ ရောဂါအမျိုးမျိုးတို့လည်းကင်းဝေးကြပါလိမ့်။တိုင်းပြည်လို့ဆိုထားပေတော့လေမော်ရစာကြီးအပါအဝင် မော်ပညာရှင်ဆယ်ကလန်ခန့်များသာနေထိုင်ကြတာပါ။အဲ့ဒီတိုင်းပြည်အသူတွေကလည်းဖျားတရားပြုလုပ်လို့မော်ပညာကိုအသုံးပြုလို့နေထိုင်နေ။ဒါပေမဲ့သူတို့ဟာတာမန်လူတွေလိုမျိုးအိုးအိမ်နဲ့နေထိုင်ကြတာပါ။မတူညီတဲ့ချက်ကတော့တိုင်းပြည်လုံးကရှောက်ကြမိမမှတ်သမျှတမန်တော်တွေဟာအိမ်အောင်မပြုကြသလိုကာမဆက်ဆက်လို့လည်းမရဘူး။ ဒီလိုကားမဆက်ဆက်မိခဲ့ရလေသူ့အလိုလိုပညာရည်ပြောင်းလို့မော်တိုင်းပြည်ကနေတာမန်လောကကိုပြန်လည်ရောက်ရှိလာမှာပါ မော်တိုင်းပြည်အကြောင်းကိုဒီထက်ပိုပြီးတော့လည်းပြောမပြတတ်ပါဘူးပြောပြခဲ့ပေမဲ့လို့လေမော်တိုင်းပြည်ကအမှန်တကယ်မရှိဘူးစိတ်ကူးရင်တတ်တတ်လို့ပဲလူအများကလက်ခံထားကြတယ်လက်ခံသည်လက်မခံတော့အပထားရပါလိမ့်မယ်မော်တိုင်းပြည်ကမော်ရာစာကြီးရဲ့နာမည်ကို မော်ရာစာမင်းတိတ်ခါလို့ခေါ်ဝေါ်ကြတာပါ မော်ရစာကြီးရဲ့ဖေးမှာအူရောင်းငန့်အဖြူနဲ့အူရောင်းငန့်အညိုအဆင်ရှိတဲ့အဖိုးကြီးနှစ်ယောက်ရှိပါတယ်။အူရောင်းငန့်အဖြူကတော့မော်ဆရာလေးမိုးထွန်းရဲ့အဘဆရာတခင်ဖြစ်သူဘိုးရှင်ဖြစ်ပါတယ်။အူရောင်းငန့်အညိုကတော့မော်ရစာကြီးရဲ့ဘဲလက်ရုံးဘိုးညိုပါ။တနေ့မှာတော့ဘိုးညိုကိုမော်ရစာကြီးကတောင်းဝင်တစ်ခုခိုင်းစေခဲ့ပါတယ်။အဘညိုကျုပ်တမန်တော်တို့ရဲ့ခေါင်းဆောင်မိုးထွန်းပြရမဟုရဓာသမားကိုတာမန်တိုင်းတော်ထားလို့မရဘူး။ မှန်ပါတဲ့အရှင်တမန်တော်တို့ရဲ့ခေါင်းဆောင်အနာမှာတတ်တော်ဆောင်နတ်ထေပါကိုစစ်တိုက်နည်းနဲ့ပြောပါကဗျူဟာမျိုးလည်းဖြစ်တယ်လို့ရှေ့ပြင်းအနေနဲ့ရန်သူကိုကြိုတင်ကြည့်ရှုသူအဆင်ရှိပါ रे ယခုတော့မဟူရဓာမျိုးနဲ့ကောင်းလေတပည့်အဖြစ်လိုက်ပါလာခဲ့ပါ रे အမေရိကန်တတ်တော်ဆောင်မဲ့သူဟာမဟူရဓာသမဖြစ်ဖို့ညားပါတယ်အရှင်ဒါကြောင့်သူ့ကိုမဟူရဓာမျိုးနဲ့ကပျောက်ဆုံးနေတဲ့ဓာတက်လက်နဲ့မော်ပညာအချို့ပေးရပြီး တမန်တော်တို့ရဲ့ခေါင်းဆောင်အသက်စီဝင်ကိုစောင့်စေခြင်းနဲ့စမ်းတော့ဖြစ်မိပါရဲ့အဘာညိုကကျုပ်စိတ်ထိပ်ဖြစ်ပေါ်နေတာသိသားပဲကဲဒီလိုဆိုရင်အဘာညိုကဒေတာဝင်ကိုရှုလိုက်ပါမဟုရဓာမျိုးတွေကပျောက်ဆုံးနေတဲ့ဓာရှိမဲ့နေရာကို ပြောပြလိုက်ပါပညာအချို့ကိုလည်းအလွယ်တကူတော့မပေးခဲ့ပါနဲ့အရှင်စကားကိုတဝေမတိန်နာခံပါမေအဘုံညိုကဒီလိုပြောအပ်ပြီးမှအိုရောင်းကအညိုကြီးအဖြစ်ပြောင်းလို့လေးကိုစံတက်သွားခဲ့တယ် မော်ယာစာကြီးဟာဘိုးရှင်ဘက်ကိုလှည့်လို့ပြောင်းလိုက်ပါတယ်ဘလို့လဲအဖရှင်တပည့်သားမီးလေးကိုလွမ်းနေလို့သွားတွေ့ချင်းနဲ့ပြောမလို့လားမှန်မအရှင်လွမ်းချင်းဟူရမရှိပါတပည့်တဦးအဆင်ပြေကြောင်းအဆင်မပြေကြောင်းတိကျမိရဲ့စိတ်ဆန္ဒတော့ဖြစ်မိပါတယ်ကဲဒါဆိုအဖရှင်လေခိတ္တသွားတွေ့ကြည့်တိတ်အကြာကြီးမလုပ်ပါနဲ့အဖရှင်အချိန်နဲ့ကွာဟမှုကိုမမေ့ပါနဲ့ယေရှုကြီးလာပါနဲ့အရှင်သွားခွင့်ပြုပါအောင် ကောင်းပါပြီခင်ဗျာဘိုးရှိန်ကလည်းအိုရောင်းကအဖြူအစင်းတန်ပြန်လေးကိုစက်တက်လို့တဟုံချင်းလေးကိုခွင်းလို့သွားနေတယ်မိုးထုံးတို့ဇလန်းကိုပြန်ဆက်ပါအောင်မေမိုးထုံးကမြူဆိုင်ရွာမှာမင်းမုန်နေတဲ့လူဘလူတိတ်ခေါလို့ခေါ်တဲ့မိဝိစာကြီးကိုနှိမ်နှင်းလို့အပြီးမှတော့ကြီးကန်းခေါ်နံမဲဝှက်ထားနေကိုတက်ကောင်တပည့်အဖြစ်လက်ခံပြီးကြိုက်ထီးဦးတောင်ကိုဦးတည်ပြီးတော့ထွက်လာတယ်မြူဆိုင်ကျေးရွာတောင်ကြားတွေထဲကကိုတက်ကရဲ့အကူကြီးနဲ့ထွက်ခဲ့အပြီးမှတော့ မိုးထွန်းဟာတောတောင်ရင်းမြစ်တွေကိုကူးခတ်သွားလာရင်ရသည့်အကြောင်းဆောင်တစ်ခုသွားတွေ့ခဲ့ပါလေကိုတက်ကဟိုးမှာတဲလေးတလုံးပြဒီလောက်လူသူအယောင်အပေါက်နေတဲ့နေရာမှာဘယ်သူများလဲမသိဘူးမိုးထွန်းဟာတောင်ကမိုးတစ်ခုပေါ်မှာမတ်တပ်ရင်ရင်းကနေအိုင်တစ်ခုဖေးရတဲလေးတစ်ခုကိုတွေ့လို့ရှေးကသွားနေတဲ့ကိုတက်ကလှမ်းပြောင်းလိုက်တာပါ ကိုတက်ကကလည်းမိုးထွန်းပြောတဲ့နေရာကိုလှမ်းကြည့်ပြီးတော့ပြောင်းလိုက်တယ် တဲဘင်းမှာတင်ငန်းတွေလှမ်းထားတာမတွေ့ဘူးလားကွာတန်ကားတစ်ပါးမဟုတ်ရင်ရသေးတစ်ပါးရဲ့ចောင်းဆောင်နှိမပေါ့ဟုတ်လားကြောက်တခါမှဒီလိုမတွေ့ဘူးဘူးဗျာသွားချင်ရအောင်သွားလေငါမဲသွားတဲ့နောက်ကို လိုက်ရမှာပဲမော်တော်နဲ့တက်ကတဲအိမ်လေးစီကိုရှောင်းလန်းလာခဲ့တယ်ထူဆန်းစွာနဲ့သူတို့သွားတဲ့လမ်းတစ်လျှောက်မှာသမင်းနဲ့တရေတွေဆက်တွေစားတဲ့တားကောင်တွေဟာဟိုကူးတီတန်းနဲ့အေးအေးဆေးဆေးသွားလာနေထိုင်ကြတယ် လူနဲ့ရင်းနှီးနေတဲ့တရိတ်ဆန်အတိုင်းမော်တော်တို့ကိုကြောင်းလန့်ခြင်းမရှိပေဘေးရနေတော့မှဖြတ်သွားကြပါလိမ့်ဒီလိုနဲ့မော်တော်တို့ကကြောင်းတိမ်ငန်ဘေးကိုရောက်ရှိလာကြချိန်တဲရှိကိုကြည့်မိလို့နည်းနည်းတော့ထူးဆန်းသွားတယ်ရက်သိတစ်ပါးကလဲရောက်နေတဲ့ကြားတဲ့ကောင်ကိုစေးထက်ပေးနေရကြမှာကြာဇက်ကနေကောက်ထိုင်လို့မော်တော်တို့ဘက်ကိုလှိရံမူလိုက်တယ်ရက်သိကြီးကကြားရဲ့ကောင်ကိုအသာအယပုတ်ပေးတယ်သူတို့ကရန်သူမဟုတ်ပါဘူး ကျွန်တော်အတွက်မစိုးရိမ်ပါနဲ့တင့်အနာလေးပျောက်သွားမှာပါ အခုလောလောဆယ်တော်တဲ့ခဏသွားနေပြဖို့မျက်တောင်ရက်ခံပါလေကြာရတဲ့ကြီးကိုပြန်မောကြည့်ပြီးကြောင်တကောင်လိုပုတ်တဲ့ရင်တော်တဲ့ကိုဖြည်းဖြည်းချင်းရှောက်သွားခဲ့တယ်ရတဲ့ကြီးကမိုးထုံးတို့ကိုနှိမ့်လို့ဖွဲဟာကောင်းနေအပြုံးမျိုးတွေပြုံးပြပြီးကိုပြတ်ပေါ်ထိုင်ဖို့ခေါ်ပါလေခရီးသွားလူလင်နေပြီဒီမှာခဏထိုင်မအောင်တကားတို့ဟိုတကားဖေကနက်လဲတင့်တော်ရမှထိုင်ပါ မိုးထုံးကတော့အံ့ဩခြင်းမရှိပေမယ့်တက်ကားကတော့အံ့ဩသွားခဲ့တယ်။မိုးထုံးဘေးကိုကြည့်ပြီးပြောလိုက်တော့မို့သူကြည့်ပေမဲ့ဘာမှမတွေ့ရဘူး။မိုးထုံးကတက်ကားနားကိုနားကပ်လို့ကျုပ်သက်တော်ဆောင်နတ်ဒီပါကိုပြောနေရပါ။ခမားမြင်ရမှာမဟုတ်ဘူးလို့ပြောလိုက်တယ်။တက်ကားလည်းခေါင်းငယ်ပြလိုက်တယ်။အဲ့ဒီနောက်ဘာရက်သိကိုကတော့ပြီးတော့ထိုင်လိုက်ကြပါလိမ့်။ဘာရက်သိစီမှာတော့တဲခင်းအဲ့ခန့်စီကဘာမှမရှိဘူးကွ။တဲသေးသေးဦးတွေပဲရှိရင်တကောင်တို့သုံးဆောင်ချင်သုံးဆောင်ကြပါ ။တမဖျောင်းတပဲ့တော်တို့မတုံးဆောင်တော့ပါဘူး။လူသူမနည်းရဲ့နေရာတစ်ခုမှာတဲတလုံးတွေ့ရနေဝင်စူးစမ်းလေးလာကြည့်ရပါဗျာ။ကောင်းတာပေါ်တကောင်ရဲ့စူးစမ်းလေးလာခြင်းဟာဘ ഹു တုတ္တကိုပုံမကျွမ်းဝစေတယ်ကွ။တမတပဲ့တော်ထူးဆန်းတာကြုံရလို့ပါဗျာ။အလားလမ်းမှာ တော်တရိတ်ဆန်တွေကလူကိုကြောက်ချင်းလန့်ချင်းမရှိပါဘူးဗျာ။အဘဲကြောင့်ဒီလိုနေထိုင်နိုင်ရပါတယ်ဗျာ။ဩဒါလား။ဘာရက်တည်းက 30တဘုံတွေမကပြီစကြဝဠာတိုက်ပေါင်းများစွာကိုမြစ်တာဖို့အမျှဝေးပေးတယ်။ပြီးတော့ဒီရနီနာတရိษံနေထိခိုက်ဒဏ်ရာရှိရင်လေစေကုသပေးတယ်။ဒီတော့ဒီရနီနာဝဲခြင်းကတရိษံနေဟာလူတွေကိုကြောက်ဖို့မလိုဘူးဆိုပြီးခင်းထွက်သွားပုံရတယ်။ဒါကြောင့်တကာတို့သူတို့ကမကြောက်ကြတာပါ။ဆဆောအကြကတော့မတူဘူးကွ။ तू ကဒီတော့အုပ်ရဲ့ဖယံမေ။လူဆိုတာနေသူတို့အတွက်အနည်းငယ်ရှိမှန်းသိရင် ပြောရင်လူတို့အကြောင်းဒီကြောင်တိနေရပေါ့ကွယ်။ဘာရက်တဲ့ဟိုတော့ရမ်းမှုဘူးတယ်။သူ့မဟုတ်ဆိုးထောင်ချောင်းမှမိနေတော့ဘာရက်တဲ့ဟာကဲကဲဖို့လို့တော့ဘာရက်တဲ့ကိုရမ်းမမှုတော့တာကွယ်။တက်မဖျံတပဲတော်တို့ရှင်းပြပေးရကျေးဇူးတက်မရီ။ရောက်တော့ရောက်ခိုင်းတရားရည်အေးဓမ္မစီလေးတပုတ်တိုက်ကျွေးတော်မူပါဗျာ။အင်းတရားတော်တော်လေးတပုတ်ပဲဟောကြားပေးပါမယ်။ဂေါရမမြတ်စွာဘုရားရှင်ဟောကြားခဲ့တယ်လို့ လူဆိုတာမျိုးဟာ ကိုကုသူကိုအောက်ကုသူနဲ့ဆိုပြီးရှိကြတယ်။အတိတ်ဘဝပေါင်းများစွာကပြုလုပ်မိတဲ့ကံမှန်သမျှဟာလက်ရှိဘဝမှာခံစားကြရမှာပြီ။လက်ရှိဘဝရော နောက်ဘဝတန်တရာမှာရောကောင်းဖို့အတွက်ဒါနဆိုတဲ့မျိုးစင်နဲ့ဝိပဿနာဆိုတဲ့တရားကိုကြိုးစားကြည့်ကြံကြရတယ်။နိဗ္ဗာန်ဆိုခြင်းအကြောင်းတရားကို လူတွေကသူတို့နဲ့ခဝဲဝဲမှလို့သဘောထည့်နေကြတယ်။အမှန်ကတော့လောဘဒေါသမောဟနဲ့ အပူမီးတွေညိပ်ပြီးစိတ်အစင်အောင်အမြဲကြီးနေနေရင်လိုချင်တာလည်းမရှိသလိုမလိုချင်တာလည်းမရှိရင်ဒုက္ခကိုလည်းမလိုချင်သလိုဒုက္ခဆိုတာကိုလည်းမလိုချင်ရင်နိဗ္ဗာန်ဆိုတာဟာကိုယ်စီမှာပဲရှိနေတယ်ဆိုတော့ထင်တာမြင်တာရှိပါလိမ့်မယ်။ငိုချင်းနဲ့စလို့ငိုတန်နေနဲ့ဆုံးတဲ့ဒီခန္ဓာဆက်ကြီးငြိမ့်သက်သွားတဲ့အခါမှာနံသိခန္ဓာသက်နဲ့တန်နေရတဲ့လေချောင်းရအောင်ပါပဲ။ဒါကြောင့် ကိုစီမရှိရဲ့နိဗ္ဗာန်ကိုရှာဖွေကြမှာတကားတော့မိုးထုံတော့သာဓုခေါ်ပြီးဘာရက်တဲ့ကိုရှေခုံဥချကတော်ရီအဲ့ဒီနောက်မှာတော့ကြိုက်သီရိုးဇေဒီကိုခရီးဆက်လာရင်တောတောင်ရေမြေတွေကိုကြော်လွန်ပြီးရှောင်းလန်းလာအပြီးမှာတော့နေလုံးကြီးအအနောက်ဖက်ကိုငုံရှိုးနေမိုးထုံတော့လေအနီးအနားကိုရှာကြည့်တော့တမဘေညီဖေကဇေယကြီးတစ်ခုကိုသွားတွေ့နေဒီတော့ဒီဇေယပေါ်ကိုတက်လာခဲ့ကြပြီးတေကိုင်းတစ်ခုကိုချူဇေယပေါ်ကိုလှည့်ခြင်းနေအဲ့ဒီနောက်မှာတော့ နှစ်ယောက်သားတနေကုန်ပြန်မှန်းထားသမျှခြေကုံလက်ပြေစင်ရက်ပေါ်မှာအနားယူအိတ်ဆက်လိုက်ကြသည်မိုးထုံးတော့အိတ်ဆက်ပြီးခဏကြာမှာတော့ဇင်ရက်ကိုခဲမိုးတွေကကြာလာသည်မိုးထုံးကနိုးပင်ပင်မကြားချင်အောင်စောင်းလို့ဆက်အိတ်တယ်တက်ကားကတော့ဓားသမားပြပြီးအနေရဲ့အငွေ့တက်ကိုရှားလိုက်တာကြောင့်စက်ကနေကို ကောက်ထိုင်တယ်ဓားကိုဘယ်ဘက်လက်မှကင်ထားလို့ညာဘက်လက်ကအဆင့်သိမ့်ဆွဲထုတ်ဖို့တော့ပြန်ထားလိုက်တယ်အဝေးကနေမီးရောက်နေတန်းစီလာနေကောတက်ကားကမြန်လိုက်တယ် မိုးထုံးကိုနှိုးခြင်းပင်မဲ့ပင်ပန်းထားတာအိပ်ပါစေဆိုပြီးလာမယ့်အန္တရာယ်ကိုသူတယောက်တည်းရင်ဆိုင်ဖို့တော့ပြင်ဆင်နေမကြဘူးမိရောက်နေတန်းစီလာနေတဲ့လူတွေကစီချီတန်းနဲ့ဓာရီဝဲလို့ပြေးလာကြတာပါတက်ကလည်းအချိန်လေးကိုရိတ်စားမိလို့သူ့မျက်လုံးကိုမှိတ်မျက်လုံးကိုစူးစီးပြီးတော့ဖွင့်လိုက်တာနဲ့ကြီးကမျက်လုံးပုံစံအနည်းအောင်တောက်သွားခဲ့တာပါဓာအုပ်ဆွဲထုတ်လိုက်ပြီးမျက်လုံးကအကုန်လုံးကိုအကဲခတ်တယ်နောက်တော့သူ့လည်းပြေးဝင်လို့တိုက်ခိုက်တယ် တက်ကရဲ့ဓာတ်ချက်နဲ့ခန္ဓာကိုလှုပ်ရှားပုံတွေဟာတာမန်ဓာသမထက်လှည့်မြတ်ပြီးခုံချက်တွေကဇက်ကောင်းတွေကိုထိပါရီတက်ကသူ့စီဝင်လာတဲ့ဓာတ်ချက်တွေကိုလည်းဓာတ်နဲ့ပြန်ကောင်ထုံးလို့တိုက်ခိုက်တယ်တဖက်လူအုပ်ကအယမ်းများပြီးတော့တက်ကကိုပဲဝိုင်းပြီးတိုက်ခိုက်နေရကြောင်းမိုးထိုးတွေသူ့ဟာစိတ်အေးသွားတယ်ညအမောင်ထဲမှာဓာတ်ချက်ထိလို့မီးပွင့်တန်းနေစစ်ပွဲတွေအော်တယ်လို့ဟေးဟောင်းအတန်နေအဲ့ဒီအနည်းတဝိုင်းမှာစုညံနေခဲ့တယ်ဒါပေမဲ့ထူးဆန်းတာက မိုးထုံးကတရက်တန်းနေကြားရတာနေထမလာတာလားမကြားတာလားတော့မသိတက်ကစီကိုရှားမလာခဲ့ဘူးတက်ကတိုက်ခိုက်နေရင်ဒီလူအုပ်ကသူတို့ကိုဘာလို့တိုက်ခိုက်မှန်းလဲစဉ်းစားနေပါလိလမ်းမှာလည်းလူတယောက်နဲ့မှကတော့ကဆောက်ဖြစ်ခဲ့တာလည်းမရှိဘူးတမင်တက်တက်ပဲလှပေးတိုက်ခိုက်တာလားလူမားပြီးတော့တိုက်ခိုက်တာလားတက်ကအချိန်ကြာကြာစဉ်းစားလို့တော့မရဒလန်ဇက်ကိုတိုက်ခိုက်နေရတယ်တနအီကျော်တိုက်ခိုက်အပြီးမှတော့တက်ကအတော်မောပန်းနေပြီ လူအားလည်းဆက်ရောက်ခန့်သာကြတော့တယ်။သူလည်းဒဏ်ရာအနည်းငယ်တော့ရှာထားတယ်။တပ်ကလဲနေတဲ့သူတွေကိုသူသားနဲ့ခုတ်တောင်းသွေးမထွက်လို့နည်းနည်းထူးဆန်းနေတယ်လို့ဖြစ်ပါတယ်။လူဆက်ရောက်ကိုတပ်ကကစိုက်ကြည့်လို့ဓာတ်ကိုနောက်ပြန်ကန်လိုက်တယ်။အသက်ကိုခက်ပြပြရှူသွင်းနေဖြည်းဖြည်းချင်းမှုတ်ထုတ်တယ်။ဇွတ်ဇွတ်ဆိုပြီးအတန်နေတဲ့သူတပ်ကလူဆက်ရောက်ရဲ့စောပတ်နေရာကိုဖျက်ခနေမျက်စိတမိတ်အတွင်းကိုရောက်ရှိသွားတယ်။သူသားကိုဓာတ်အိမ်နေကွက်ကနဲ့ပြန်ထဲလိုက်ချိန်မှာတော့ မတ်တပ်ရဲနေရဲ့လူစဲရောင်လုံးဘိုင်းကနဲ့လဲကြောက်သွားခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာထူးခြားတဲ့ငှက်တကောင်းရဲ့အော်တန်ချားရောက်ပြီးမှတော့တောင်းအညိုကြီးတကောင်းလေဘော်ကနေဆင်းသက်လာခဲ့တယ်။တက်ကောင်းရဲ့ရှေ့ကိုထိုးဆဲပြီးမြေကြီးနဲ့တောင်းအကွာအရှောင်းမှာတော့မိကိုလုံးကြီးဟောင်းဖုံးကနေဆုသလိုထသွားပြီးအညိုရောင်ဝိယုံရှိတခုနဲ့အဖိုးကြီးတယောက်ပေါ်လာတယ်။လက်ထဲမှာလည်းငကရော့တောင်းဝီအနက်ရောက်တခုကိုင်ဆောင်ထားတာပါ။တက်ကရန်သူလာမိတ်ဆွေလာမသေးကွဲတာနဲ့ ဒါကိုအလိမ်အမြန်ဆွဲထုတ်ဖို့မသိမသာလက်မနဲ့တောထောက်ထားရတယ်။အဲ့ဒီအဖိုးကြီးကတဟားဟားနဲ့ရဲလို့တက်ကောက်ကြည့်ရင်မြင်းလေးကမဟုရဒါသမမျိုးနဲ့ပေးသားပါပဲတယ်။အမဲသတိကောင်းနေရပဲ။စိတ်ချပါ။အဖိုးကလူကောင်းပါ။အဖိုးနမိတ်ဘိုးညိုလို့ခေါ်တယ်။ဘိုးညိုတွေဘာကြီးကြုံမသိဘူး။ဘာကိစ္စလဲတာပြောပါ။တိုးတိုးနဲ့လူရင်းကိုစိုးအရင်တော့ငါမင်းအခုဆရာတဲမိလိုက်လာတဲ့ကောင်းလေးကတမန်တော်တို့ရဲ့ခေါင်းဆောင်ဆိုတာသိလား။ ရှုပ်သိပါရည်။အေးဒီတော့တမန်တော်တို့ခေါင်းဆောင်ဖြစ်တဲ့အရှောင်းတကောကအင်မတန်တော့ကြီးထွားတယ်။ပြီးတော့သူကတစ်ချိန်မှာသာသနာကိုစောက်ရှောက်သွားမဲ့သူလည်းဖြစ်တယ်။ဒီတော့သူကနားမနေလို့သူ့အသက်အိုးအိမ်ကိုငါမီးရစောက်ရှောက်ပေးရမယ်။ကျုပ်ဒီရအတွက်ပဲသူ့အနောက်လိုက်ခဲတာပါဘုံညို။အင်းငါမီးရဲ့ဓာရီနဲ့အစွမ်းကုန်လေဘုံညို့တွေ့မိရင်အခုတိုက်ခိုက်နေရကလည်းဘိုးညိုဖန်ဆင်းထားတဲ့ပုံရိပ်ရောင်တသားတွေပါ။ ငါမီးကအကုန်လုံးလဲအောင်တိုက်နိုင်တော့ဘိုးညိုကပညာတစ်ခုပေးရမယ်။ဘာများလဲဘိုးညိုဘိုးညိုကညာလက်ကိုဆုပ်လို့နှစ်ဖိုးပေါ်ကိုတင်လိုက်တယ်။တောင်းကြတော့သူ့လက်ကအဝါရောင်အလင်းတွေက ဖြားထွက်တယ်။တက်ကကိုအနားခေါ်လို့တက်ကရဲ့ခေါင်းကနေတက်စိမ့်အဲ့ဒီအဝါရောင်အလင်းနဲ့လေခန္ဓာကိုယ်ထဲဝင်ရောက်သွားလိမ့်တယ်။ချက်ချင်းဆုပ်တယ်လို့တက်ကရဲ့မျက်လုံးတွေအဝါနဲ့အနီရောထွေးနေတဲ့ပညာရောင်တွေတောက်သွားပြီးအမြင်အာရုံကစူးရှရုံနဲ့မကပဲ ခဝဲဝဲရအကောင်တွေကိုတွေးလိုက်တယ်။ဒါဒါလင်းအောင်မျက်လုံးစွန်းအပြီ။ဟုတ်တယ်ငါမီ။ငါမီတော့မဟုတ်ရဒါမျိုးနဲ့ကပြင်ညာပါပြီ။ဘုံညူကငါမီကိုအဆင့်မြှင့်ပေးလိုက်တာ။ကျေးဇူးတက်ပါတယ်ဘိုးရှင်။ဒီမျက်လုံးရဖို့ဆိုကျုပ်တို့တာမန်နိုင်20ကျင့်ကြံပြီးမှရှာမီ။အခုဒီမျက်လုံးနဲ့တမန်တော်ခေါင်းဆောင်ကိုကောင်းဝဲပါငါမီ။ငါမီအနေနဲ့မဟုတ်ရဒါမျိုးနဲ့ကမဟုတ်ရဒါကိုကြားဖို့လား။ ကြားဖို့ပါနေဘုံညုံတဏှာကြီးဆန်ဆန်ဒါဗရင်လက်ထဲကနေပျောက်ွက်သွားတယ်ဒါမဟုတ်လားမှန်နေကွအဲ့ဒီသားကအခုကြိုက်သေးရောဖျားစင်ဒီနေမနီမဝေးရရွှားတိမ်ွားရဲ့အိမ်တအိမ်မှာရှိကေအဲ့ဒီသားကစွန်းအားလေးကြည့်တယ်လို့ကန်ရလေခတ်တယ်တော့ငါမီအကျိုးရှိရှိအသုံးချလို့မဟုတ်တာမလုပ်ဖို့မှားကြနေပျောက်ဆုံးနေတယ်မဟုတ်ရတာက အခုထိရှိသေးတယ်ဟုတ်လားဘေးရွာမှာလေဘုံညုံဆိုင်မောင်းကြီးတော်ရွာမှာပါ ငါမင်းအနေနဲ့မဟုရတားလို့ခေါ်နေနတ်ဆိုးသားရဲ့လွှမ်းမိုးမှုတော့မခံရစေနဲ့နော်။ကျုပ်သိပါလေဘူးရှင်။ဓားရဲ့လွှမ်းမိုးမှုကိုခံရရင်အကောင်အဆိုးကိုမခွဲခြားနိုင်မင်း။ဓားကလို့သူရမြဲတောင်းတနေလို့လူသက်ချင်းစိတ်ပေါက်ပါရင်မှန်တာပေါ့ကွယ်။ဒါကြောင့်လေဓားပင်ရဲ့လက်ထဲကနေဘုံညို့တို့ကိုယ်တိုင်တိုက်ခိုက်ယူပြီးမထဲမရှားတဲ့နေရာမှာတော့ပြစ်ခဲ့တယ်။ဖြည့်ဆည်းလိုက်တာထက်ဒီဓားကကောင်းတဲ့ဘက်မှာအကျိုးပြုနိုင်သေးတာမို့လို့ ဘုံညိုမဖြက်စီခဲ့တာပဲကဲကဲဘုံညိုပြန်တော့မေငါမျိုးတို့သွားလန်းတာလို့လာလန်းဖြောက်มาစီကွယ်တက်ကဘုံညိုထိုင်ရှိခိုးပြီးมาတော့ဘုံညိုကဥရောင်းငှက်ကြီးအတွေ့ပြလို့ပြန်သွားခဲ့ပါလေတက်ကလည်းဇင်ရက်စီကိုပြန်ရှောင်းလာတော့ဇင်ရက်ပေါ်မှာမိုးထုံးနေတူမုတ်စိတ်ကျင်းစွေအဖြူကြီးတွေနဲ့ဝေယုံအဖြူကြီးကိုဝတ်ထားနေအဖိုးကြီးတယောက်ကိုထပ်တွေ့နေမိုးထုံးကအဲ့ဒီအဖိုးကြီးနဲ့စကားပြောရတာအရန်ပျော်နေပြီးတော့ရှင်းမောင်းတယ်တက်ကကိုတွေ့တော့ လက်ရက်တောင်လှမ်းခေါ်ပါသေးရင်ကိုတက်ကလာလာဒီမထားဒီမဒါကတခြားသူမဟုတ်ဘူးကျုပ်ကိုပညာသင်ပေးခဲ့တဲ့အဘဆရာသက်ခင်ဘိုးရှိန်ပြဘိုးရှိန်ဒါကျုပ်ခုနာပြောတဲ့ကိုတက်ကလေဘိုးသိပါတယ်လူကလေးရဲ့သူခုနာကမောင်ယုံနဲ့တော့တွေ့လာတယ်မော်ယာဆိုင်ရငါမြင့်မိုးထော့အတွက်ဒီမင်းလေးကိုတတ်တော်ဆောင်အဖြစ်မှတ်လိုက်ပြီပညာတချို့နဲ့ပျောက်ဆုံးနေရမဟုရတာတက်လက်ရဲ့နေရာကိုလည်း ော်ပြခဲ့တယ်မဟုတ်လားတက်ကကောင်းကျင်ယုံသားငင်းပြနေမိုးထုံကတော့ရဲရဲမော်မော်နဲ့စက်ကောင်းတွေဆက်ပြောနေတာပေါ့လူတွေကိုကဲတင်ပြီးမိစ္ဆာအပန်းကိုတောက်တင်ဖို့ထွက်လာတဲ့ကဘိုးရှိန်နဲ့မိုးထုံကွဲကွာနေရကြပြီမဟုတ်လားငယ်စဉ်အခါတည်းကအဖတအူးလိုဆရာတအူးလိုစုံမခဲ့တဲ့ဘိုးရှိန်ကိုဆွေမျိုးမရှိရမိုးထုံချစ်တာဟာစမ်းတော့မစမ်းပါဘူးလေတအောင်မြအကြမှာတော့ဘိုးရှိန်ကမိုးထုံရဲ့ခေါင်းကိုပေါ်တက်ပြီးတော့ပြတ်သွားခဲ့တယ် မော်တော်လည်းနည်းနည်းတော့မျက်ရည်ဝဲပြီမေခန္ဓာလေးပြန်တွေ့ရတာကိုပဲသူကကျိန်တ်သွားပြီမောထုံမိခိုးနာကငါတိုက်ခိုက်နေရပြီမကြဘူးလားကြားသားပဲကြောက်လာမလို့ပဲရှိသေးရင်ဘိုးရှိန်ကမသွားခိုင်းမို့လေခမရကိုစမ်းတက်နေရတဲ့အော်ဒါနဲ့ခိုးနာကခဲတွေလှမ်းပြက်တာကဘသူလဲကွာအဲ့ဒီကဇေယအစက်နားမှာထိုင်နေတဲ့နေတီဘာပေါ်လာနေငါပဲတက်ကရင်မင်းကငါတတိပေးလိုက်တာ တက်ကလှည့်ကြည့်လို့ခမရဘသူလေအရနတ်ဒီပါလေးကိုတက်ကကျောက်ခမရကိုလမ်းမှာပြောပို့သားပဲကျောက်ကိုဆောက်ရှောက်နေတဲ့နတ်ဆိုတော့သူပဲကျောက်ကတော့ကိုဒီပါလို့ခေါ်တယ်။အော်ဒီလိုကို ခမရကကျောက်တို့ဘေးမှာတစ်ချိန်လုံးရှိနေရလားကိုဒီပါရှိတယ်။ငါတမင်ကိုထင်မပြဘူးဆိုတာထက်မင်းတို့သွားတဲ့လက်တက်ရှောက်မှာဘာတွေကြုံနိုင်လဲဆိုတော့အရင်သွားသွားကြည့်ရလေ။တခုခုဆိုငါတတိပေးရင်မင်းတို့ပြင်ဆင်ခြင်းရှိရပါ့။ ဟုတ်ပါပြီဗျာ။ကဲအဲ့ဦးမယ်ဗျာ။မောထောင်းမင်းစိုက်တီးရောမှာဒိဋ္ဌံဝင်ပြီးရင်ငါတို့မဟုရတာကိုသွားရှာရအောင်။ကောင်းသားပဲ။ကြောက်ကူရှာပေးမယ်။ကိုဒီပါလဲကုညီအောင်နော်။ကုညီမှာပေါ့ကွာ။ငါတို့ကအခုတက်နေနေတက်ခရီးတဲ့သွားနေရပြီ။နေ့ဒီပါပြုံးပြပြီးပျောက်သွားချိန်မှာတော့မိုးထုံးနဲ့တက်ကလည်းအိပ်ပျော်သွားခဲ့တယ်။မနက်မိုးလင်းချိန်မှာတော့မိုးထုံးတို့ကခရီးပြန်ဆက်တယ်။ဒီတစ်ခါမှာတော့အငှားကားတစ်စီးပေါ်တက်ပြီး ကြိုက်ထီးရိုးတောင်နဲ့နီးတဲ့နေရာထီးကိုလိုက်ပါလာခဲ့တယ်။ဒါပေမဲ့ကားပေါ်မှာပြင်ညာတဲ့တရပါလာခဲ့တယ်။မိုးထုံးကိုအဲ့ဒီပြင်ညာတဲ့ကစိုက်ကြည့်နေပါလေ။မိုးထုံးကလည်းပြင်ညာတဲ့မှန်းသိပေမဲ့သူ့ကိုရမ်းမပြူတာကြောင့်အေးအေးဆေးဆေးပဲထိုင်ရင်တောတောင်နဲ့များစွာကိုငေးကြည့်နေပါလေ။ကိုတက်ကကတော့မိုးထုံးဘေးမှာ သူ့ထောင်းကိုပိုင်ရင်ငိုက်နေခဲ့တယ်။ကားပေါ်ကပြင်ညာတဲ့ဟာအသက်လက်ပိုင်းမိမတအိုးပါ။အဲ့ဒီမိမက မသိမသာကြိုးတချောင်းကိုယူလို့အောက်ကိုချလိုက်တာမိုးရဖြစ်ပြောင်းလို့မိုးထိုးစင်ကိုရှောင်းလာတယ်မိုးထိုးကမသိမသာလေးပြုံးလို့အနားကိုမိကခြေတော့ကိုစမ်းထုတ်လို့မွေကောင်တက်တဲ့ကိုနှင်းချပြတ်လိုက်တယ်မွေရကြိုးအဖြစ်ပြန်ပြောင်းသွားတယ်ပညာတဲ့မိမနှောက်ခမ်းကိုကိုက်လို့မိုးထိုးကိုဆူဆိုင်ကြည့်ရင်နောက်တော့သူ့လက်ကိုမသိမသာထုတ်လို့လက်ညိုးနဲ့မိုးထိုးကိုထိုးလိုက်တာသူ့လက်ညိုးတွေကနေအနည်းရောက်ပညာစက်တန်းလေးကဖြက်ကနေမိုးထုံးရဲ့မျက်လုံးနှာကိုရှောင်းလာတယ် မောထောင်းကပါဇက်ထရလီနဲ့ဖူးကနေမှုတ်ထုတ်လိုက်တော့ပညာဇက်အနီလေးအောင်ပြန်လွှဲလို့ပညာတဲ့မိမကိုပြန်ထိမှန်သွားတယ်။ပညာဇက်ကအပြန်တော့နှက်ခေါင်းသွေးတွေအဲ့ဒီမိမစီရကြလာတယ်။သူကမတိမတသုံးလို့မိုးထုံးကိုညံ့တာလွှဲလိုက်တယ်။အဲ့ဒီနောက်မှာတော့မိုးထုံးကိုသူမနိုင်မသိလို့ထပ်မဆန့်ရတော့ဘူး။မိုးထုံးတို့လေနောက်ဆုံးဂိတ်အရှောင်းမှာမိုးထုံးကကိုတက်ကပေါင်ကိုပုံလို့လေးသားကိုနည်းနည်းကျက်တယ်။မတူရင်မတူနဲ့ကိုတက်ကကြီး ဒီတခါတော့ခွဲလော်ပေးလိုက်မယ်။ဟာဟာဟာ။ကိုတက်ကားကတော့ခေါင်းကုံရင်နားမလည်ဟန်းတဲ့ကားပေါ်ကနေဆင်းလာတယ်။မော်တော်ကားပေါ်ကနေအစင်းကားရီကနေတောက်ခေါက်တောင်ကိုအကျဲကြီးပဲကြားလိုက်ရလိမ့်ရဲ့။နောက်တော့လမ်းမမိုးထုံကကိုတက်ကားကိုရှင်းပြလိုက်တော့ကိုတက်ကားလည်းနားလေသွားပါလိမ့်။ဒီလိုနဲ့ကြိုက်သေးကိုတောင်ကြီးကိုအရောက်မှာတော့မိုးထုံတို့ခန္ဓာတက်ဖြုံနားလိုက်တယ်။ညနေမှောင်ရင်ပြို့မှဖျားပေါ်ကိုတက်လာတယ်။မိုးထုံကကြိုက်သေးကိုဇေဒီအခြေလေးမှာ ဗတိတကုံးကိုရှုလို့အဋိဌာန်ဆောင်ဝင်နေကိုတကားကလည်းမိုးတော့အဋိဌာန်ဝင်နေချိန်မှာအလကားမနေပဲမနက်ဖက်မှာနေရက်ဓာတ်ကိုခန့်ယူတယ်ညဘက်မှာလားဓာတ်ခန့်ယူတယ်လားဓာတ်နေတဲ့အကြောင်းနည်းနည်းပြောပြရမယ်ဆိုရင်တော့သူရိယနေမင်းရဲ့တက်ကစိတ်ကိုရဲရဲစေတယ်တိကျပြတ်သားတယ်ခန္ဓာကိုယ်ကိုတမ်းမာစေတယ်အဖို့ဓာတ်လိုလေခေါ်ချတယ်လာမင်းဆန္နာရဲ့တက်ကတော့စိတ်နှလုံးအေးချမ်းစေတယ်စိတ်ကြည်လင်နေတည်ငြိမ်စေတယ် အသားအရေလှပစေတယ်။အမားတက်လို့လည်းခေါ်စားတယ်။ဒါကြောင့်ကိုသက်ကက နေတန်းလာတဲ့နှလုံးကိုခန့်ယူလို့လေထဲမှာပြန့်လွင့်နေတဲ့တဘာဝတဲ့ဆွမ်းအားတွေကိုဖြည်းဖြည်းချင်းစုပ်ယူနေခဲ့တာပါ။မိုးတုံးကစိုက်ထီရောတောင်မှမနက်ခင်းကနေစလို့နေ့လယ်၁၇နာရီထိပရိစိတ်ပါတယ်။၁၇နာရီထိုးရင်ထမင်းစလို့စနစ်ထိုးတာနဲ့တညာလုံးပရိစိတ်ပါတယ်။ကိုသက်ကနဲ့လေစကားသိမ့်မပြောပြတော့ဘူး။အတိတ်ကကိုအာယုံစိုက်နေခဲ့တာပါ။ မိုးထုံးကတာမန်လူမဟုတ်တော့အနောက်အရှက်တီဖျားဆောင်တောင်ဆောင်အောက်ဆောင်ဆောင်တိုက်တွေကလည်းအမျိုးမျိုးစမ်းသက်ခြင်းကိုခံရတယ်။တာမန်အထက်စေရာတွေကြုံနေကြအတိုင်းပဲမိမလလေးတွေကအရှက်ကလေးလုံယုံမြအဝဲနဲ့စွဲငင်းတဲ့အတန်ကိုပြုတ်ပြီးညှူဆွေဖျားရောက်နေတရေတစေသပတ်တေကလည်းအတန်အနဲ့အပြင်ကိုထင်ပြတာတွေနဲ့စိတ်အစင်ကိုပြက်ပြောင်းအောင်ပြူချားနေတောင်ဆောင်တဲ့ရဲ့အချွေရံတွေကလည်းဓာတ်တန်လှန်တန် အပူတန်အေးတန်နဲ့စစ်ကြွေးတန်အော်ဟစ်ငိုကြွေးတန်တွေပါပြုလို့စံတက်ကြရင်အဋိဌာန်ရ90တွင်းမှာမိုးထုံးကအဖြက်အညွညွအစမ်းတက်ခံရတဲ့အရာပေါင်းများစွာကိုကြော့ပြနိုင်ခဲ့တယ်။အဋိဌာန်ရပေါင်း90ပြည့်ပြီးမှတော့ညသက်ကမိုးထုံးပရိစိတ်ပြီလို့မြေတားဖို့အမြောက်ဝေးအပြီးအဘိုးအောင်တယောက်ရောက်ရှိလာခဲ့တယ်။ညီလေးအောင် အဖိုးပြောတဲ့အတိုင်းအဋိဌာန်ဝင်ခဲ့ပြီဆိုတော့အဖိုးကလည်းပြောထားတဲ့ကတိတိုင်းငါမြစ်အတွက်ပညာတစ်ခုပေးရမယ်။ ဒီပညာကိုလုံးပညာပဲငါမျိုးကမကောင်းတဲ့ဆက်တွေရံမျိုးမျိုးကနေကောက်ွယ်ပေးနိုင်မယ်ဘိုးအောင်ကအဲ့ဒီလိုပြောလို့သူ့ရဲ့ညာလက်ဖွားဖွားနဲ့မိုးထုံးရဲ့နှစ်ဖူးနဲ့လမ်းမောင်းနှစ်ဖက်ကိုပုတ်ပြီးပညာပေးရတယ်အဲ့ဒီနောက်အဘိုးအောင်ပြသွားခဲ့ချိန်မှာမိုးထုံးလေးပရီးကိုသူ့နေရာသူပြန်ထားလို့အိမ်ရောက်ဝင်ခဲ့တယ်ကိုတက်ကားကတော့လာတဲ့ကိုခံယူနေခဲ့တယ်မနံမိုးလင်းချိန်မှာတော့မိုးထုံးနဲ့ကိုတက်ကဟာကြိုက်သီယိုတောင်ပေါ်ကနေပြန်ဆင်းလာခဲ့ပြီး ကြိုင်မောင်ကြီးတော်ရွာကိုသွားဖို့မေးစံကြည့်ကြသည်ကြိုင်မောင်ကြီးတော်ရွာဟာဆောက်တစ်ဖက်ကမ်းမှာရှိရာကြောင့်မော်ထုံတို့ကလှေသမားတွေငှားဖို့အနည်းဆုံးရွာတစ်ရွာကိုထွက်လာခဲ့ကြပါတော့တယ်ဟုတ်ကဲ့ပါကျမတို့ channel ကထုံးလေးတင်ဆက်ပေးခဲ့တဲ့မော်ဆရာလေးမော်ထုံနဲ့ကြိုင်ထီးရိုးတို့အသွားဆိုတဲ့ဇာလင်ကောင်တစ်ပုဒ်ကိုတော့ဒီလောက်နဲ့ပဲခေတ္တရန်နာွယ်ပြပါနောက်ဗီဒီယိုလေးမှာဆိုရင်တော့မော်ဆရာလေးမော်ထုံရဲ့မဟုတ်ရတာရှာဖို့တော့ကိုထုံးလေးပေးပါမို့ အားလုံးကဆက်လက်ဆောင်မြော်ပြီးတော့အပိနာဆင်မအောင်နော်အပိနာဆင်တို့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်